ဟိုးရှိရှိတုန်းကကဘာကြီးပေါ်မှာတက်ရှိတတော်ရီမရှိကြသေးပါဘူး။ကာယာဆိုတဲ့နတ်ဖျားမတပါကဘာကြီးပေါ်မှာချင်းငယ်ဒရိစံတွေကိုဖန်ဆင်းခဲ့တယ်။သူဟာဒေါင်းတွေလိုလှပတဲ့ငှက်တွေ၊ဒိတ်ငှက်တွေလိုစွမ်းအားကြီးတဲ့ငှက်တွေကိုဖန်ဆင်းသလိုခိုးရုစာကလေးတို့လိုတေးငင်အားနေတဲ့ငှက်တွေလည်းဖန်တီးခဲ့တယ်။ရေထဲမှာဆိုငားငယ်လေးတွေအပြင် အမန်တို့ဝေလာငါတို့လိုအသာသာငါးကြီးတွေကိုလည်းဖန်ဆင်းခဲ့တယ်။ဂုံးမြေပေါ်မှာတော့တမင်တရေစင်ကြာစာဒရိစံတွေကိုဖန်ဆင်းခဲ့တယ်။သူဖန်ဆင်းခဲ့တဲ့ဒရိစံတွေအားလုံးထဲမှာသူဟာရှင်သေးကိုအနှစ်သက်ဆုံးမှာပဲရှင်သေးကိုခြုံထက်တဲ့အဆွဲတွေခြေသေးလက်သေးတွေထည့်ပေးခဲ့တယ်။ဒရိစံတွေအားလုံးထဲမှာအတ္တမာဆုံးနဲ့ရဲရင်ဆုံးဖြစ်ပြီး ်လာပါတဲ့လေဆံမွေးတွေလည်းထဲသွင်းဖန်ဆင်းထားခဲ့တယ်။သူဟာရှင်သေးကိုဒရိစံအားလုံးရဲ့ဘယင်ဖြစ်စေပြီးတော့တခြားဒရိစံတွေလိုခက်ခက်ခက်ခဲအစာရှာပွေစားတော့ဆရာမလိုအောင်မော်အစွမ်းရှိတဲ့အတန်ကိုပေးအပ်ထားခဲ့တယ်။အဲ့ဒါကတော့ရှင်သေးဟာအခြားဒရိစံတကောင်ကို တွေးလို့ဟိန်းလိုက်တာနဲ့အဲ့ဒီဒရိစံဟာလေကြသေးဆုံးသွားပြီး ချင်းနေအစာဖြစ်သွားပါတော့တယ်။ဒါကြောင့်ချင်းနေတွေဟာပြင်ပမမအစာရှာပွေစားကြမလို့ပဲတော်ထဲမှာမင်းမှုနေထိုင်နိုင်ကြပါတယ်။ဒီနေ့မှာနဖရားမခါရဟာသူဖန်ဆင်းထားတဲ့ခြေငတ်တရိစ္ဆာန်တွေကိုကြည့်ပြီးစိတ်နှလုံးရှင်လန်းလျက်ရှိတာကြောင့်ချင်းသေးကိုခေါ်ပြီးအလိုချင်ဆုံးစုတစ်ခုတောင်းကိုခွင့်ပြုပါတယ်။ချင်းသေးဟာ ကဘာမီပေါ်မှာစိတ်ကြိုက်မင်းမှုနေတိုင်းစားတော့နေနိုင်ပေမဲ့သူ့ကိုစိတ်နှောက်ရှက်ပေးနေတဲ့အရာတခုရှိနေပါတယ်။အဲ့ဒါကတော့သူနားယူတဲ့အချိန်အိပ်ဆက်တဲ့အချိန်မှာအသားကိုလာလာထိုးတဲ့ခြင်းတွေပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်သူကနတ်ဖယားမအိုကဘာမီပေါ်ကခြင်းတွေကိုဖယ်ရှားပေးဖို့တောင်းဆိုလိုက်ပါတယ်။နတ်ဖယားမလည်းခြင်းတွေအလုံးပြောက်ွယ်ကအောင်ပြုလုပ်လိုက်ပါတယ်။ ကဘာပေါ်မှာခြင်တွေဟာတန်မောင်းများစွာပေါက်ပွားနေထိုင်ကြပါတယ်။အဲဒီခြင်တွေဟာပန်းဝိရီတွေသစ်ပင်ကထွက်တဲ့အချိုးရည်တွေကိုစုပ်ယူစားတော့ကြပါတယ်။ခြင်တွေထဲမှာမှခြင်အမတွေဟာပဲမျိုးပွားဖို့အတွက်သွေးကိုစုပ်လိရှိကြပါတယ်။ခြင်အထီးတွေကသွေးမစုပ်ကြပါဘူး။ကဘာပေါ်မှာခြင်တွေမရှိတော့တဲ့အခါပန်းမွန့်တွေကိုဝိမုံကူပေးတဲ့နှုံချဆင်းသွားပါတယ်။ဒါကြောင့် ပန်းဝင်နေတာမျိုးမအောင်ကြတော့တဲ့အတွက်တည်တည်တွေဖြစ်မလာကြတော့ပဲကျွေးချကုန်တာကြောင့်အသီးနှံတွေလည်းတည်တည်တသာနဲပါလာပါတယ်တည်တည်တွေနဲပါလာတဲ့အခါတည်တည်တွေကိုစားတော့ကြတဲ့ကျက်တူတွေစားကလေးငုံခါအစာရှိတဲ့ငှက်တွေဟာအစာမဝပဲတည်ဆုံးကုန်ကြတာကြောင့်ငှက်ရည်အတွက်ဟာနေပါလာပါတယ်။ငှက်ငယ်လူတွေနေပါလာတဲ့အခါသူတို့ဖန်ဆာကြတဲ့ တိမ်ငှက်တို့စွန်တို့လိုဓာရိုက်ငှက်တွေလည်းအစာရည်သာနည်းပါးလာကြပြီးတော့တည်ဆုံးကုန်ကြလို့ရေတွက်နည်းကုန်ကြပါတယ်။တမင်တရေရှင့်ရောက်တွေအတွက်လည်းသီးသီးတွေလုံလောက်မရှိလို့အစာငတ်ပြီးတည်ဆုံးကုန်ကြပြန်တယ်။ခြင်တွေကိုဖမ်းယူစားတော့လေးရှိတဲ့ဖားရူငါးရူပုတ်တင်တို့လိုတတ္တဝါတွေလည်းအစာမဝပဲတည်ကုန်ကြပြန်ပါတယ်။ဖားရီငါးရီနေလာတော့ သူတို့စားတဲ့မွေတွေဝတ်ဝင်နေဖြန်တွေလည်းမျိုးတုံးလူညီပါဖြစ်လာကြတယ်ဆက်ဆက်နေတဲ့ငမန်းတွေကြားတွေလည်းမျိုးတုံးလာကြတယ်ငါဖယားမကာယာသူဖန်ဆင်းထားတဲ့တတဝါတွေတနေ့တခြားနေပါလာတာကိုတွေ့ရလို့ကဘာမကြီးကိုတရှုဆင်ញင်လိုက်တဲ့အခါချင်းတွေမရှိတော့တဲ့အကျိုးဆက်ဖြစ်တာကိုသွားတွေ့ရပါတယ်သူဟာအင်မတန်စိတ်ဆိုးသွားပြီးတော့ ခြင်းတွေကိုကဘာမီပုံမှာပြန်ပြီးပေါက်ပွားလာဖန်ဆင်းလိုက်ပါတယ်ခြင်းသေးတန်းကလည်းမော်တန်ဆွမ်းကိုဖယ်ရှားရုပ်ပိန်လိုက်ပါတော့တယ်အဲ့ဒီချိန်ကစပြီးတောပီးရင်ခြင်းသေးတွေဟာတခြားဒရိစံတွေလိုပဲသားကောင်နောက်ကိုအပြေးလွှားလိုက်ကပင်ပင်မမအစာရှာပွေစားတော့ကြရပါတော့တယ်